Esperance ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံး Chelsea ကစားသမား9ယောက် မင်္ဂလာပါခင်ဗျာကိုခင်းရေးစတာဖုတ်ဘောရှိုးနဲ့ Chelsea TV ကနေအပြောင်းအကျော်များအားလုံးကိုကြိုဆိုပါရစေ။ Aspers ကိုအနိုင်ခဲ့တဲ့ဘွဲကနေကျွန်တော်ကြိုက်တဲ့ Chelsea ကသမား9ယောက်ရှိပါတယ်။အဲ့ကသမား9ယောက်နဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်သွားကြပါမယ်ခင်ဗျာ။အကြိုက်ဆုံးနံပါတ်9နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ဘွဲထဲမှာ twin goal တကူ twin ပေးသွားခဲ့တဲ့ Liam Delap ဖြစ်ပါတယ်။ Liam ရဲ့စွမ်းဆောင်ရည်ပိုင်းကိုအမလို့အမရ ဖြစ်ကောင်းဖြစ်နိုင်တယ်ဟာဒီချိန်ထိအာတုံခွန်ဆိုင်နဲ့တွန်းတွန်းတက်တက်ကစားနေုံကလွဲပြီးဟာတိတ်ပြီးတော့အံဝင်သေးပါဘူးဘာညာဆိုတဲ့အမြင်မျိုးတွေပေါ့နော်ဒါကတော့ဆန္ဒစောတဲ့အမြင်မျိုးတွေလို့ပဲထင်တယ် ဘရုခဏလောက်စောင့်ကြည့်ပါလီယန်ဒီလက်ဒီအရင်မကောင်းလာသည့်တိုင်အောင်နက်ကလပ်ဂျက်ဆင်အောက်တော့မရောက်နိုင်ဘူးဗျာအဲ့ဒါကတော့တေးကြတယ်တဖြည်းဖြည်းကျင့်ပေးမယ်ဆိုရင်လီယန်ဒီလက်ဒီခြေသီးရဲ့ကြောနံပါတ်6ချိန်စာကိုခြေဖြတ်နိုင်မယ်တိုက်စစ်ကစားသမားဖြစ်လာလိမ့်မယ်အော်ဒီနေ့သူ twin ယူသွားတဲ့ twin ကကန် twin ချက်ကတော့အရင်မကောင်းပါဘူးတစ်ဖက်ကိုသမားစာအစ်ညံလုံးလို့ပေးလိုက်ရတယ်ဆိုပေမဲ့ first touch ကောင်းတယ်ဒီကိုကို twin ဖို့အတွက်ဘောလုံးကိုတစ်ချက်ပြန်ပြီးတော့ဘတ်လိုက်တဲ့ ုံတန်ကောင်းတယ်။ Nicholas Jackson ဆိုရင်တမ်းမကင်ကျွန်တော်ကြိုက်တယ်လို့ပြောဗျာ။ Jackson အဲ့လိုဘောလုံးမျိုးတွေအများကြီးရခဲ့ဘူးတဲ့။ဘောလုံးရရဆိုရင်မဘက်ဘက်နဲ့တမ်းပြီးတော့ပိတ်ကံပြတာ။တကယ်လို့ပြန်တစ်ချက်ခောက်လိုက်ရင်တောင်မှ Nicholas Jackson ရဲ့ဟန်ချက်တည်တရင်တရင်နဲ့ဖြစ်ပြီးတော့ကျွန်တော်ဒလေးဖြစ်ရင်ဖြစ်မဖြစ်ရင်သူ့ရဲ့ကန်သွင်းချက်ကလည်းအဲ့လို ရင်းရိုင်ပြီးတော့ဂိုးဝင်သွားတဲ့ပုံစံမျိုးတွေအများကြီးမြင်ခဲ့ရဘူးလေ။ Lian Delap ရဲ့ဟန်ချက်ကိုကြည့်ကြည့်နော်။ငြိမ်းနေရမယ်။အဲ့တော့ first touch ကောင်းတယ်။တစ်ချက်ပတ်သွားတဲ့အချိန်မှာ Shay လုံးဝအတိန်းဆောင်မရှိဘူး။ကန်သွင်းချက်တာအနေငယ်အားပြော့ပြီးတော့ထိချက်သိမ့်မကောင်းတာ။ချန်တဲ့ပိုင်းတွေက Lian D လည်းဘာမှပြောစရာမလိုဘူး။ Now အသင်းနဲ့အံဝင်မှုရှိဖို့လိုအပ်ပေမဲ့သူက vision ဘိုင်းလေးတွေကတော်တော်ကောင်းတယ်ဗျ။ဘောလုံးရသွားပြီဆိုရင်တိုက်စစ်မှုတစ်ယောက်ကပြန်ရင်တော့ bit တက်လုပ်ပေးနိုင်ရင်တော့ကောင်းတယ်။တိုက်စစ်မှုတွေရဲ့ဟို talent တွေထဲမှာသူတွေရဲ့ skill တွေထဲမှာ link up ကတော့အဓိကဗျာ link up တွေ hold up တွေကတော့အဓိကတိုးတော်လဲ bit up လုပ်ပေးနိုင်ပြီဆိုရင်သူက next level striker တယောက်လို့ပြောနိုင်တယ်အဲ့တော့ necklace jersey ကိုကြည့်ကျွန်တော် link up ချပေးနိုင်လားဆိုရင်လည်းအဲ့လောက်ထိကောင်းတာမဟုတ်ဘူးဟို vision ဘိုင်းမကောင်းတဲ့အခါကျတော့ link up လို့သာပြောနေရင်မယ်အဲ့လောက်အဆင်မပြေအဲ့တော့ hold up တော့တော့လှုပ်ထားနိုင်တယ်တိုးတော်လဲအဲ့ hold up ကဒိရင်ဒိဟိုင်နဲ့ဖြစ်နေတဲ့ hold up မျိုးကြီးလေ lian dilap ကတော့အဲ့၃ဘိုင်းလုံး ောင်းတယ်အချိန်ကြာလာရင်ပရိသတ်မျက်စိထဲမှာပို့ပြီးထွန်းတောက်လာနိုင်တယ်သဘောကျလာနိုင်တဲ့ပလေယာမျိုးဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာစွတ်ဆောင်ရင်ပိုင်းအရာပေါ့နော်တပွဲလုံးခြုံကျင်ရင်လူအချက်အနေငယ်ရှိပေမဲ့ကျွန်တော်သဘောကျတယ်နောက်ထပ်အကြိုက်ဆုံးနံပါတ်၄နေရာမှာရှိနေတဲ့ပလေယာကတော့အဆူကိုဖြစ်ပါတယ်အဆူကိုရဲ့စွတ်ဆောင်ရင်ပိုင်းကိုပရိသတ်တချို့ကြိုက်ရှင်မှာတော့ကြိုက်လိမ့်မယ်ဒါတော့တယောက်နဲ့တယောက်တော့အမြင်မတူးဘောဗျာသူဒုတိယပိုင်းရောက်မှ ဝင်လာတယ်ဆိုပေမဲ့ potential အများကြီးရှိတာမြင်လိုက်ရတယ်အဲ့တော့အဆုကိုဒီဘောလုံးနဲ့အတူဆွဲပြေးနိုင်တယ်လို့နေရာတုံးလိုက်ရွေ့ပြီးတော့ကစားပေးနိုင်တယ်ကစားသမားတယောက်တစ်ချိန်ချိန်ကြာရင်ကောင်းလာခဲ့သည်ရှိတော့ပို့ပြီးတော့ခြေတော်မိုက်တိုးတက်လာခဲ့သည်ရှိတော့အန်ဂိုလိုကွန်တီပုံစံမျိုးတောင် ဖြစ်လာနိုင်တယ်ရိုမီယိုလေဗယ်ယာဘောလုံးကစားရသည်ရက်ပြီးတော့ sorry ကျွန်တော်ရေဗျူးထဲမှာလည်းပြောပြီးသွားပါပြီအန်ဒရေးဆန်တို့ကစားတဲ့ပုံစံသည်လုံအားနှုံးထက်သူက technique ကိုပို့ပြီးတော့အားပြုတယ်။မဘောလုံးပေးပို့တာတွေ vision ဘိုင်းတွေကို Henry Santos ကတမျိုးကောင်းတယ်။တော်တော်အဆူကိုကြတော့လုံအားနှုံးအပြည့်အားပြုတဲ့ပလေယာမျိုးဖြစ်ပါတယ်။ဘောဝင်နေလိုက်လို့တို့ ball carrying နေလည်းကောင်းတယ်။ vision ဘိုင်းသာအနှဲငယ်ထည့်ပေးလိုက်ရင်အဆူကိုကဒီထက်ပို့ပြီးတော့အများကြီးဖြစ်လာနိုင်ခြေရှိတယ်ပလေယာတယောက်ပါ။ကျော်ပရမပိုင်းမှာမောင်အန်ဇိုရှိတဲ့အချိန်ကာလတော့အန်ဇိုကတော့ဆရာကြီးပေါ့နော်အန်ဇိုနဲ့တော့သွားရှင်လို့မရဘူးပေါ့သို့တော်လည်းသူ့အိုးသူ့ဆန်နဲ့ဒုတိယပိုင်းဝင်လာတဲ့အခါမှာလဲကွင်းလေကစားပုံကို တည်ငြိမ်အောင်အစူးကိုအကောင်းဆုံးလုပ်ပေးနိုင်ခဲ့တယ်။အဲ့ဒါကြောင့်ကျွန်တော်ကတော့အစူးကိုတကယ် winner kit လို့သတ်မှတ်တယ်ဗျ။ကျွန်တော်သဘောကျတယ်။အခြားဆုံးနံပါတ်၄နေရာမှာရွေးပေးပြရတယ်။ကဲကျွန်တော်အခြားဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ player ကတော့အသင်းအတွက်လိုအပ်ရင်ရှေ့ထိတက်ပြီးတော့ဂိုးသွင်းယူပေးနိုင်တဲ့တိုစင်အာရယာဘီယိုယိုဖြစ်ပါတယ်။ဘရိုမမီလား FA Cup လား Carbon Cup လားမသိဘူး။ရှေ့ထိတက်ပြီးနှစ်ဂိုးလောက်သွင်းသွားတဲ့ဒီယာဒီပွဲတစ်ပွဲရှိတယ်။အဲ့ဒါလည်းတိုစင်အာရယာဘီယိုယိုပဲ။အဲ့တော့ဒီနေ့ပွဲမှာတိုစင်ရဲ့ ခေါင်းတိုက်ဂူးသွင်းချက်မရခင်အချိန်ထိကျွန်တော်တို့အဲ့လောက်ထိစီးပြီးတော့ကစားနေနိုင်တာတော့မဟုတ်ဘူးပြိုင်ဘက်အသင်းရဲ့ချိန်ချောက်မှုတွေတောင်အများကြီးကြုံတွေ့ခဲ့ရသေးတယ်အဲ့တော့တွစင် ARPO ရဲ့ခေါင်းတိုက်ချက်အရင်မကောင်းမှုဆိုပေမဲ့လည်းဂိုးဖြစ်တော့သူပြောင်းလဲနိုင်ခဲ့တယ် CCB တနေရာမှာလည်းတွစင်သည် lead လုပ်နိုင်ခဲ့ပြီးတော့အကောင်းဆုံးကစားပေးခဲ့ပါတယ်ချက်စီတို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ဒီကစားသမားကိုရလိုက်တာဘရိုပဲစဉ်းစားကြည့်ထိုက်တန်မှုရှိလားမရှိလားသိပြောနေကြရမလို့ဘူးအသင်းတို့ကလိုအပ်ရင်လိုအပ်တယ်လို့အကောင်းဆုံးကစားပေးနိုင်တယ်အရင်မှာထိုင်နေရရင်လည်းသိပြီးကို မလိန်တက်တဲ့ပလေယာမျိုးမဟုတ်တပတ်ကိုပေါင်တသိန်းပေးရပေမဲ့လည်းတူစင် အာရယာ BOU ကတော့တနည်းနည်းနဲ့၃လရင်တော့ကျွန်တော်တို့တန်သွားပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့တူစင်ကိုအကြိုက်ဆုံးနံပါတ်၃နေရာမှာရွှေ့ပေးပါရစီခင်ဗျာကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၁နေရာမှာရှိနေတဲ့ပလေယာကတော့ Pazes Master Mount Anzu ဖြစ်ပါတယ် Anzu Fernandez is Anzu Fernandez လို့ပဲပြောရမှာပေါ့နော်အဲ့တော့သူ့ရဲ့ဘောလုံးပေးပို့မှုတွေကထိတ်တန့်အစ်မှာရှိတယ်ဒါ Pazes Master ဆိုတာကျွန်တော်အလကားပြောတာမဟုတ်ဘူးဗျာဒီ name ကို လူတိုင်းကို like ပေးလို့မရအောင်ဘောလုံးပေးပို့မှု ှုသည်ထင်သလောက်မလွယ်ဘူးအဲ့တော့သူ့ရဲ့ဘောလုံးထိချက်တွေထိ first touch ရှိအရင်ကောင်းတယ်ဗျာဘောလုံးပေးပို့မှုတွေကတကယ်ကိုထိတ်တန်းအဆင့်ရှိတယ်ကဘာအဆင့်ရှိတယ်အဲ့တော့ကြောင့် Anzu Fernandez ကလည်းပြောင်းရွှေ့ကြီးအများကြီးပေးပြီးကျွန်တော်ခေါ်ခဲ့ရတာပေးလိုက်တဲ့နှလုံးကိုဘရိုးကြီးကြီးလိုက်လုံးဝ လမ်းပြန်ထွက်ပြီးကွက်တီတွေကိုရောက်တာအန်သိုဖာနန်ဒက်စ်ရဲ့ trimas skill ကလည်းအဲ့ဒီပတ်စင်လို့ပြောရမယ်တိုးတော့တချို့လိုအပ်ချက်ကတော့သူဘောလုံးမရှိတဲ့အချိန်မှာတော့နည်းလုံအားနှုံးတော့ weak တယ်ပေါ့နော်ဒါပေမဲ့ပြဿနာမရှိဘူးတဖက်ကြီးမှာချွန်းထွက်ပြီးအရန်ကောင်းလွန်းနေတဲ့အခါကျတော့လေနီးပြအနေနဲ့အဲ့ဒီအပိုင်းကိုဖာပေးလို့တော့ရတယ်ပေါ့အဲ့တော့ဒီနေ့ဘောလုံးရသည်မှာအန်သိုကိုတိုက်ဆက်လိုက်ပါမှုတွေဘောပလင်းလုံးစီမဲ့အပိုင်းတွေပို့ပြီးများလာမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ Moises Caicedo ကတော့ခံစစ်ပိုင်းကိုပဲပို့ပြီးတော့အားကူရနိုင်တယ်ပေါ့နော် Leon Dilap ရဲ့ Chelsea ကစားသမားဘဝပထမဆုံးကိုးရသေးဖို့အတွက်အကောင်းဆုံးဖန်တီးပေးသွားခဲ့တဲ့သူကလည်း Enzo Fernandez ပဲဖြစ်ပါတယ်။အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ Mount Enzo ကိုအကြိုက်ဆုံးနံပါတ်2အဖြစ်ရွေးပေးပါတယ်။ ကဲကျွန်တော်ကြည့်ဆိုတော့တက်နေရာမှာရှိနေတဲ့ player ဒီပွဲအတွက်ကျွန်တော်ရွေးပေးတဲ့ man of the match player ကတော့ Josh Achimbao ပါ Achimbao ရဲ့ဒီနေ့စွမ်းဆောင်ရင်ဘာအပြည့်အမပြောစရာမလိုဘူး Chelsea ကစားသမား17ယောက်လုံးเนาะလူစားဝင်လာတဲ့ကစားသမားတွေအားလုံးအားလုံးပေါင်းလိုက်ရင်တောင်မှကျွန်တော် Josh Achimbao လောက်မကြိုက်ဘူး Achimbao ဒီပြိတက်ကိုအဲ့လောက် ထိဆွဲဆောင်နိုင်ခဲ့တဲ့ခြေသွမ်းမျိုးဒီနေ့ပြတ်သားသွားခဲ့တာပါကျွန်တော်ကတော့ဂျိုးရှာချင်းပေါ့ကိုဒီနေ့ဘောလုံးရသည်မှာအခုတက်ပို့ပြီးတော့ဖွဲတော်ခွင့်ပေးတဲ့နယ်လို့ထင်တယ်ငယ်ကုံရှိတယ်ဘောလုံးကစားတာသူ့အသက်အရွယ်နဲ့မလိုက်လောက်အောင်ကိုအမြင်ဆူးရှတယ်ပါနဲ့လုံးနဲ့အာချင်းပေါ့ကျွန်တော် right side ကစားရမလား left side ကစားရမလားစိုက်တဲ့နေရာမှာကစားကစားကစားနိုင်တယ်လို့ DN အဖြစ်လဲကစားနိုင်တယ်ဘာမှအပြစ်ပြောစရာမလိုဘူးအဲ့တော့ hand phrase ကိုပို့ပြီးတော့ upgrade လုပ်ထားတဲ့ version ဒီဒါအာချင်းပေါ့လို့ပဲပြောရမှာဖြစ်ပါတယ်ကွန်ဘိုရှာအရင်ဖြစ်တယ်ဗျသူ့အသက်အရွယ်နဲ့ ောက်ထိမတည်ငြိမ်သင့်ဘူးအဲ့လိုမျိုးတော့ပြောရမှာအရင်တည်ငြိမ်လွန်းနေတယ်မျက်နှာဘေးပဲဖြစ်ဖြစ်အမူအရာပဲဖြစ်ဖြစ်ဘာမှအပြစ်ပြောနေစရာမလိုတော့အောင် Josh အချင်းပေါင်းကောင်းလွန်းနေတယ် အဲ့တော့အချင်းမောင်လေးကျွန်တော်နေရာမပေးနိုင်ရင် Borussia Dortmund လို့အသင်းမျိုး Leverkusen အသင်းမျိုးကိုသာအငှားချပလိုက်ဗျာ။တေချာပေါ့ဒီကစားသမားရဲ့တန်ကြီးဒီပေါင်တန်း၄၅၀တက်လာနိုင်စရာအကြောင်းပဲရှိတယ်။အဲ့တော့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာ Josh အချင်းပေါင်းကိုအကြိုက်ဆုံးကစားသမားအဖြစ် Man of the Match အဖြစ်ရွေးချယ်ပေးနေတယ်ပဲ။ဗီဒီယိုလေးဒီမှာနားလိုက်ပါရခင်ဗျာ။ကြည့်ရှုပေးခဲ့တဲ့အတွက် အားလုံးကျေးဇူးအများကြီးတင်ပါတယ်။